အပ်ပါရဲ့ခင်ဗျာလက်ခုပ်သားများဖြင့်ချီးမြှင့်ပေးသေးကြပါရဲ့ခင်ဗျာဒီဆိုင်မှာဆိုလို့ရှိရင်15ဘေးရင်ရွှေတယ်ဒီကိုဒီဇိုင်းအစုံပေါ့နော်အခုဆိုလို့ရှိရင်အရောလက်ခမရှုံးတာအပြင်ကိုမှပေါ့နော်အရောရက်လက်ခတက်တာတာပေါ့နော်တင်းရွှေစင်မှာရွှေဝယ်ရင်ပဋိမာရွှေလို့ရတယ်လို့ပဲအရောရက်တက်တက်တာတာနဲ့ရရှိမယ်ဒါ15ဘေးရင်အာသာချက်ပေါ့တင်းရွှေတင်းရွှေ စိတ်ကိုစိတ်ပေါက်စေကြောက်ကိုကြောက်ပေါက်စေပြန်ပေးတယ်ကစ္စတမာတွေအတွက်နင့်နာမှုဘာမှပေးမထားဘူးကစ္စတမာတယောက်ကရပိုင်ွက်အခွင့်အရေးတို့အကုန်ပေးထားတယ်ဒါတင်းရွှေစင်ဆိုင်နိုင်ရင်အသာချက်ပေါ့နော်။ဒါပဲတော့နေနိုင်ပါလေ။ဒါပေမဲ့မချစ်ပြတော့မနေနိုင်ဘူးလား။ဟုတ်တယ်ရှင်ဟုတ်တယ်။အကျော်တဲ့လုံးဝမရှိတဲ့အတွက်ကြောင့်မလို့ဘာပဲလို့လို့ဘာပဲလို့ပဲတကယ်လို့နောက်ဆုံးရွှေစုရင်လည်းဆိုရင်တော့မှတင်းရွှေစင်ကိုရောက်လာခဲ့ပါလို့ဒီနေ့ကနေဖိတ်ခေါ်ရင်းနဲ့အားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာ။ မစုံပထမစုံစိတ်ချရစုံတင်းရွှေစင်တနိုင်ငံလုံးပထမကတော့တင်းရွှေစင်ရဲ့စာရပြောင်းရှိဖွင့်တဲ့အဲဒါနေတူးလေးပြန်လေးပေါ့နော်အဲစီကတော့ဒီတစ်ခါမှတင်းရွှေစင်နဲ့စပြီးလဲတွဲပြစ်တာပေါ့နော်အဲဒါပေမဲ့အရင်ပဲဝမ်းသာရပါတယ်ဒါခေါ်ပေးတဲ့ဗမာတင်းလေးကျေးဇူးအများကြီးတင်ပါဒါဆိုင်လိုက်တာပြင်းရွှေစင်နဲ့ပြန်မအောင်ဆုံးဒါလက်တွဲတဲ့ တစ်ချိန်လေးပေါ့နော်တင်းွှေစရာဒါဆိုင်ခွဲဒါပြောင်းရွှေ့ပြီးတော့နေရာတိလေးမှာဖွင့်လိုက်တာပြည့်တဲ့အတွက်ကြောင့်မို့လို့ဒါဆိုင်အမှတ်6ပေါ့နော်ဆိုင်အမှတ်6ဖြစ်ပါရဲ့နှစ်30တီတီဒါအောင်မြင်မှုနဲ့အတူတူရပ်တည်နိုင်ခဲ့တဲ့ဒီရွှေဆိုင်ကြီးမှာဆိုလို့ရှိရင်အဓိကအားသာချက်ကကြောင်စောင့်မှုလေးအတိုင်းပဲအရှော့အတွက်လုံးဝအရှုံးမရှိတဲ့တင်းွှေစင်ဆိုတဲ့အတိုင်းပဲပေါ့နော်တင်းွှေစင်မှာဆိုလို့ရှိရင်လုံးဝအရှော့အတွက်လက်ခလုံးဝမယူဘဲနဲ့ကိုဒါရွှေရပစ္စည်းတွေဆိုလို့ရှိရင်လုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးလက်ဒါရောက်ဝင်ရပြီးတော့အားပေးကြပါလို့ဒီနေ့ကနေဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ Yo te la come show te chuise Ni fanga tong se cho yetti la yetti la Dei myo ga sa pyu lo au mye la au mye la Chang kong ma sai kwe bao mya zo Sa na be yi shui yi ki wa ya sei ma ချောင်းနေရတဲ့ကိုအောင်မြင်စွာဖြင့်စတင်ဖွင့်လှစ်ကြောင်းချီးညာအပ်ပါရခမညာလက်ခုပ်တော်များဖြင့်ချီးမြှင့်ပေးသေးကြပါရခမညာအာမန္တလေးဆိုင်ရာပထမတော့ကတော့အဲ29 30ကြာမှာပွင့်ခဲ့တာဒီလေးပြီးတော့ငမြင်ကြောင်းပေါ့နော်အဲ့ဆိုင်ရာဆက်ပွင့်လို့မရတော့အခု33 34ကြားထဲမှာပွင့်နေပြင်တော့လေဆိုင်ငယ်လေးကကျင်းတော့အခုလိုမျိုးပွင့်ပွင့်လေးလည်းလုံးလုံးမရဘူး အခုဒီ30 33ကြားထဲမှာဒီဆိုင်ငယ်ချိန်ကိုဖွင့်လိုက်တဲ့အခါကျတော့ကက်ရှာမာတွေလည်းအခုလိုမျိုးပေါ့နော်ကြဲကြဲဝုန်းဝုန်းနဲ့ဝယ်လို့လည်းရတယ်ဒါကြောင့်မလို့ပေါ့နော်ဒီနေရာမှာအဲဆိုင်ငယ်အခြေကြီးမှာဖွင့်ပြသွားတာပါရှင်84လမ်း32လမ်း33လမ်းကြားမှာပဲတည်ရှိရဖြစ်ပါလေခင်ဗျာဒီဘာကတော့ဆိုင်ခွဲရခုနှစ်ဆိုင်ပေါ့နော်ဒါကတော့6ဆိုင်မြောက်ပေါ့ငလီမှာအဲပြင်မနာဆိုင်ရလည်းပြိုသွားတယ်ဒီဆိုင်ရလည်းပြိုသွားတယ်ပေါ့နော်နှစ်ခုထိသွားတာပေါ့ဒါပေမဲ့ ဒီဆိုင်ဟိုတော့ဒါတတိယပြောင်းသွားတဲ့နေရာဖြစ်နေတာပေါ့နော်ဒီလေးဆိုလို့ရှိရင်လက်စွပ်လေးရယ် ပြီးရင်ကျွန်တော်ပတ်ထားတဲ့ဟာလေးဟန်ချင်းလေးရဲ့ဒီဘာလို့ဆိုအကြီးပဲမချွတ်ရှင်တော့လူကားချင်ပါအပိုင်ပြီးကောင်းပါဘူးတင်းရွှေစင်ရဆိုလို့ရှိရင်ကျွန်တော်ဒီရွှေလေးဆိုလို့ရှိရင် quality လည်းအရင်ကောင်းတယ်ပြီးရင်ဝယ်သူများလည်းဒီကျွန်တော်ရောက်တဲ့လက်ခံရလည်းတတ်တာလို့ပြောရပါတော့အဲအဲ့လိုမျိုးကျွန်တော်ကြားပါတယ်အာကျွန်တော်လည်းဝယ်ဖို့အတွက်စဉ်းစားထားပါတယ် ဆက်ဆက်ချင်းရတော့ပတိမှာဖွင့်ခဲ့တာပေါ့နော်ကို idea နဲ့ကိုပေါ့နော်ပုံမှန်ဆိုင်မှာရွှေရွှေဆိုင်နေမှာဝယ်မယ်ဆိုရင်ဒါရောလက်ခတွေရှုံးရတယ်ဘာရွှေပဲပေါ့ရောလက်ခရှုံးတယ်ရွှေအေးကောင်းတာဆိုရင်ရွှေအေးညံ့နေပဲဒုံးရွှေတွေပဲရောလက်ခမရှုံးတာပေါ့နော်ဒီ15ဘေးရွှေရေဆိုဗမာပဲဝယ်ရောလက်ခရှုံးတယ်အဲ့ခါကျတော့ဘယ်သူမှမပေးနိုင်တဲ့ပေါ့နော်ပစ္စည်းကစားမတွေဝယ်သွားတဲ့ပစ္စည်းလေးကကောင်းနေမယ်ဆိုရင် အပြန်ယူလာခဲ့ရောလက်ခါတွေမရှုံးဘူးရာခိုင်နှုန်းအရှုံးလေးနဲ့စတင်ပြီးလုံးဆောင်မိခဲ့တာရွှေစေးတက်သွားရင်လည်းတဆေးတိုင်းပဲပြန်ပေးတယ်ပြန်မိတဲ့အခါကျတော့ကက်ဆမားတွေအရန်သဘောကျတယ်ဒီလက်စွပ်တကွင်းဆိုတရွေးနဲ့မရဘူးလေအနည်းဆုံး2သိန်း3သိန်းလောက်ရှုံးတဲ့နေရာမှာကိုယ်ဆိုင်မှာတောင်းကနန်းလေးပဲရှုံးတာအဲ့ဒါကက်ဆမားတွေအရန်ကြိုက်တယ်ကြိုက်တဲ့အခါကျတော့အဲတချို့ကက်ဆမားတွေဆိုရင်ဒီရန်ကုန်တို့နေရနေပြီတိတိတို့ပသိမ်မှာလာဝယ်ရတယ် ီလိုရွှေတိုင်မျိုးလေးရန်ကုန်မှာရှိရင်တိတ်ကောင်းပါပဲဆိုပြီးတော့ရန်ကုန်မှာစတင်ပြီးဖွင့်ပြတာပါဒီမန္တလေးကတော့ဒါသင်တို့ဒီ road show ထွက်လိုက်တာပေါ့နော်မနေ့က2024မှာ road show ထွက်လိုက်တဲ့အချိန်မှာထင်မထားရအောင်ပေါ့တော့ဒီမန္တလေးမှာရှိတဲ့ customer တွေတအားအားပေးကြတယ်ကြိတ်ကြိတ်တို့အားပေးရလုံးဝထင်မထားဘူးအဲ့ဒါဆိုရင်တော့ဒါမန္တလေးမှာပေါ့နော်ဒီလိုမျိုး အရောရလက်ခမရှုံးတဲ့ဆိုင်မှာရွှေရည်ကဒီမန္တလေးမှာလည်းတခြားရွှေတန်တွေရှိတယ်ရောရလက်ခမရှုံးတာတွေဒါပေမဲ့သူကကြတော့ပါပေါ့နော်ဆက်နှစ်ပဲရေဒုံးရွှေတွေပေါ့နော်အဲတည်တင်းတို့ဒီတင်းရွှေစင်ကြတော့ရွှေရည်ကောင်းလဲဝက်ကမယ်အရောရလက်ခလည်းမရှုံးဘူးအဲဈေးတက်ရင်လည်းကာလာပေါက်ဈေးနဲ့အမြတ်ပေးရဲဆိုတော့ကတ်ဆမားနဲ့အရန်သဘောကြတယ်။ဒါကြောင့်မလို့ဟိုတည်တင်းရောဒီတင်းရွှေတင်းဖွက်လိုက်တဲ့အချိန်မှာတနည်းမှမပြတ်ပါတော့ရောင်းဝအကောင်းဆုံးဆိုင်ဆိုင်ဖြစ်လာတာပါမန်းလေးဆိုင်ရတယ်။ င်မှာဆိုလို့ရှိရင်15ဘေးရင်ရွှေတယ်ဒီဒီဇိုင်းအစုံပေါ့နော်အခုဆိုလို့ရှိရင်အရောလက်ခမရှုံးတာအပြင်ကိုမှပေါ့နော်အရောလက်ခတက်တာတာပေါ့နော်တင်းရွှေစင်မှာရွှေဝယ်ရင်ပဋိမ်မှာရွှေလို့ရတယ်လို့ပဲအရောတက်တက်တာတာနဲ့ရရှိမယ်ဒါ15ဘေးရင်အသာချက်ပေါ့နာ 18K တွေဆိုရင်လည်းဟိုပလက်တီနဲ့ 18K တွေဆိုရင်လည်းပုံမှန်ဆိုလို့ရှိရင်20ရာခိုင်နှုန်း25ရာခိုင်နှုန်းရှုံးတာပေါ့နော်ဒီတင်းရွှေစင်မှာကြတော့လဲဝင်းမှာ9ရာခိုင်နှုန်းရောင်းရင်30ရာခိုင်နှုန်း အခုဒီဒီသင်ရဲ့မွေးနေ့ promotion ဒီ3ရက်ပေါ့နော်ဒီ3ရက်အတွင်းမှာလဲကျိုးပဲ့ပိန်လင်းပျက်စီးသွားလဲ10ရာခိုင်နှုန်းအရှုံးနဲ့လုတ်ပေးမှာဒီ 18K ကလည်းရွှေပဲဆိုတော့လေသူကဇက်တက်သွားမယ်ဆိုရင်လည်းကာလာပေါက်စေးကိုပြန်ပေးတာဖြစ်တဲ့အတွက်ပေါ့နော် 18K ဆိုလည်းအမျက်ရမှာနောက်စိန်နေတွေဆိုရင်လည်းအလဲစီးတို့အယောင်ဖိုက်အဲနောက်ပြီးသူကနှစ်ခါလာကြတဲ့အခါမှာလဲရွှေကိုရွှေပေါက်စေးစိန်ကိုစိန်ပေါက်စေးကြောက်ကိုကြောက်ပေါက်စေးပြန်ပေးတယ်ကစတမာတွေအတွက်နင့်နာမှုဘာမှပေးမထားဘူး ကက်စတမာတယောက်ကရပိုင်ခွင့်အခွင့်အရေးလို့အကုန်ပေးထားတယ်။ဒါတင်းရွှေစင်ဆိုင်နိုင်ရင်အသာချက်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်မမကြောင့်စားမရအိမ်ရရက်တွေလည်းကျွန်တော်အများများနေပါသေး။စားတယ်ပေါ့။ညင်းလေဟုတ်ကဲ့။ညင်းရတယ်။မစားဘဲတော့နေနိုင်ပါလေ။ဒါပေမဲ့မချစ်ဘဲတော့မနေနိုင်ဘူးလား။ခက်ခဲလာတဲ့အချိန်တွေမှာကိုတယောက်သေးစူးစမ်းရုံးကနေရတာပေါ့နော်ကိုသားတွေတမီးတွေရွယ်ရောက်လာတဲ့ခါကျတော့သူတို့တွေကကိုကူညီပေးတော့တကယ်ပီတိဖြစ်ပါတယ်တကယ်လည်းလိမ်မာပါတယ်ကလေးတွေကလည်း အဲကိုယ့်ရဲ့ဒီဖျားတရားလုတ်တဲ့အကျိုးရှိခိုးတဲ့ပေါ့နော်ငယ်တဲ့ကိုယုံကြည်ကိုပိုးပယ်တဲ့တကုကျေးဇူးဆောင်တာတော့မသိဘူးဘုရားရဲ့ကျေးဇူးတော်အကြောင်းပေါ့နော်သားလိမ့်မှတမိလိမ့်မှအင်းနဲ့တွေ့ရတဲ့ရဟန်းကိုပီတိဖြစ်တာပါပီတိနဲ့ကြားတဲ့မျက်ရည်ပေါ့နော်အကုန်လုံးဆိုရင်စက်ကဝေဒနာရှင်တွေရောကင်ဆာဝေဒနာရှင်တွေရောဒီဆောင်အကုန်လုံးဆိုသိန်းတစ်ထောင်ကျော်ဝင်ခဲ့ပါတယ် လည်းမောင်မောင်များဖြင့်ဒုတိယချင်းကြီးပြည်စင်ပါလေခင်ဗျာဒါလေးဒါဒါဒီယာလေးတွေဆိုလို့ရှိရင်လည်းဒါအရန်သဘောကြရယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ယောက်ျားလေးဒီဇိုင်းကိုမှရှိုင်းဝေထားတာအပြင်ကိုမှတခြားနားရဲ့ဒီဇိုင်းတွေအများကြီးရှိရယ်ပေါ့နော်ရှိုင်းရောများနဲ့စိန်နဲ့ဆိုရင်အသေးကြိုက်တယ်အရန်ရဲ့လားဆိုတော့ခုနကလဝိရဲ့နာလေးပေါ့နော်လော့ကက်လေးတစ်ခုတွေ့ထားရယ်အဲ့ဒါလေးကိုတွေ့တော့တော်တော်လေးကိုထည့်တာထည့်ပြီးတော့ကြီးလိုက်တဲ့အချိန်မှာဈေးမေးကြီးလိုက်တော့ဘယ်လောက်ထင်လဲခုနှစ်သိန်းပဲရှိရယ်အရန်တန်ပြီးတော့တအားကိုလာတာအဲ့ဒါကြောင့်မလို့ခဏကြာလို့ရှိရင်တော့စဉ်းစားနေတာသွားပြီးတော့ဝယ်ရမလားဆိုပြီးတော့ တော်တော်မှနားရဲ့ဒီဇိုင်းတွေလည်းရှိရဲပြီးတော့ဈေးကလည်းအရန်တင်ပြီးတော့မှကစားမလေးဒါဝယ်ယူနိုင်ဖို့အတွက်အမောင့်တစ်ခုကိုသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစိတ်ကြိုက်ကိုမှရှိတဲ့ငွေနဲ့ပေါ့နော်ဒါလေးတွေဝယ်ယူအားပေးနိုင်ပါတယ်လို့ပြောလို့ရပါတယ်ဒီတဲ့လူတွေအလူတိုင်းရလဲချိရတဲ့ကတ်စတမာတွေအားလုံးအလူတိုင်းမှာပဲဒီနေရာနေချိရတဲ့ကတ်စတမာတခုပြောချင်တာက ဘလို့အခက်ခဲပဲသွေးရွှေစင်ရဲ့ဒီဆိုင်ဝဲခုနဆိုင်လုံးမှာပေါ့နော်။ဒါအစင်မပြည့်မှုတွေပဲရှိသွားသွားပေါ့နော်။ဒီတဲ့ရဲ့ Viber နံပါတ်9158ကိုပြောလို့ရတယ်။အကုန်လုံးပြောတဲ့ဒူတိုင်းရတယ်အကုန်လုံးအစင်ပြေသွားကြတယ်။တယောက်မှအစင်မပြေတာမရှိစေရအောင်။ဘာသာမလို့ပေါ့နော်။အစင်မပြေမှုတွေရှိလာခဲ့ရင် customer တွေဘက်မှာဒီသင်းရှိတယ်။ဒီသင်းကအမျက်ကိုဦးစားမပေးဘူး။ကရှမာရီပျော်ရွှင်သွားရင်ပဲဒီကင်းရခြင်းနဲ့ပဲကိုမမြိုက်နေပါစေပေါ့နော်ဥပမာ10ခုရောင်းရတယ်ကွာ ငါးခုလောက်မြင်တော်ပြီလေငါးခုလောက်ကစ္စတမာတွေပျော်ရှင်သွားတယ်ဆိုလဲကိုအမျက်မယူဘူးလေဒီကအလုံးအစင်ပြေတယ်ဆိုဒီနေ့ကပျော်ရှင်နေတူမလို့ပေါ့နော်အကြောင်းမချရတဲ့ကစ္စတမာဒီနေ့ကနေပြောချင်တာကတော့အဲဆိုင်ရောခုနှစ်ဆိုင်စလုံးမှာအစင်မပြေဘူးလေရှိလာရင်ဒီသင်းကိုပြောလို့ရပါတယ်ကစ္စတမာဘက်မှာဒီသင်းရှိလာတယ်နော် ဆိုင်လေးอ่ะဘယ်မှာပြန်ရွှေ့ဖွင့်လိုက်ကြလဲဆိုလို့ရှိရင်84လမ်း3နှစ်33ကြာမှာပြောင်းရွှေ့ပြီးဖွင့်လိုက်ထားပါတယ်ရှင်။ကဲပါအဲ anything တော့ပေါ့เนาะဒီထက်မကအောင်မြင်မှုတွေမြန်မာဆိုင်ရရှိပြီးတော့ဆိုင်ခွဲဖို့မြန်မာဆိုင်လည်းဖွင့်လိုက်နိုင်ပါစေလို့ဆီရဆူတောင်းပေးပါတယ်။ဟုတ်ပါရဲ့ဒီတင်ရတကယ်ဟိုစိတ်စေတနာပြေဝပြီးတော့တကယ်မြစ်တာတရားကြီးရဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးအောင်မြင်မှုရရှိနေတာဆိုတာကတော့မမားပါဘူးဒါကြောင့်မလို့ တမကဆိုအောင်မြင်မှုတွေဆိုင်ခွဲပေါင်းများစွာနဲ့ customer တွေရဲ့ချစ်ချင်းမြတ်တာယုံကြည်မှုတွေနဲ့အတူတူဆက်လက်ပြီးတော့မှရက်တည်နိုင်ပါစေလို့ချမ်းရနေပြီးတော့မှဆုမောပါများတောင်းပေးပါတယ်ခင်ဗျာဒီချိန်စဉ်ဆိုင်ခွဲရေးလည်းမတိုင်းဖြစ်နိုင်ပါစေဒီတမကအောင်မြင်ပါစေဝေယူသူများလည်းဒီတမကအစားအသောက်များစွာတိုးပွားပါစေလို့ကျွန်တော်နေပြီးတော့ဆုမောတောင်းပေးပါတယ်ခင်ဗျာဒီချိန်စဉ်ဒီလိုလေးကြပါလေခင်ဗျာအားလုံးရဲ့ဒေသစိတ်ကြောင့် ဒါကြောင့်ဇာမင်းရပါတယ်လို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့ရဲ့ဒုမြင့်မှုစီစဉ်များအားလုံးကိုဒီနားမှာပဲခဏခဏလေးဆက်ဆုံးပေးပါ။နောက်ပိုင်းမှာပြန်ပြေးပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။